စနေနေ့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှာမြအောင်မြင်မယ်ဘဝတိုးတက်မယ်ခက်ခဲအလုံးကျော်လွှားနိုင်တယ်ကောင်းသောအမြင်ကျော်ကြားခြင်းကိုရရှိမယ်ဘဝကံတလန်းပေါ်မယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းနိုင်တယ်မယောင်းဆွေယောင်းတွေပြန်လည်စုစည်းနိုင်တယ်မြတ်တာဟောင်းများပြန်လည်ကောင်းခြင်းကံကြမ္မာဖြစ်ပေါ်နိုင်တယ်လौဒမြအောင်မြင်ခြင်းကိုကြုံမယ်23ရက်နေ့မှာ စိတ်နှောင့်ချက်တွေများမယ်ရံများမယ်တိုက်ခတ်များမယ်အရှိတောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းသွားလာနေတဲ့ you sam 24ရက်နေ့ကစိတ်ချမ်းမြေ့စရာနဲ့တိုးတက်မှုတွေရှိမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်25ရက်နေ့မှာအရဝေးရနေကောင်းသတင်းချုပ်မယ်အိမ်မဲမဲရင်တွေးရင်ထင်ရင်မှန်တတ်တဲ့အိမ်တွေမှာထူးခြားတဲ့စွမ်းပေါ်နေတယ်26ရက်နေ့မှာငွေကြေးကလက်လာပတ်ကထူးခြားခြားကောင်းမယ်29ရက်နေ့က အခက်အခဲအလုံးကိုကြော်သွားပြီးဘဝတိုးတက်ပြီးအစင်းမြင့်တဲ့နေထောင်ရောက်မယ်28ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်ဆုံးဖြတ်ချက်တွေမှတ်မယ်29ရက်နေ့ကအခက်အခဲတွေကြော်လာနိုင်တယ်အရဝေးနဲ့ဆက်ဆက်မှုတွေကြိုးပြီးတယ်အခြေရကုန်တည်သွားစင်တဲ့အနေရရှိတတ်တယ်မနေ့ခွန်နိုင်ခွင့်နဲ့ကိုးနိုင်တွင်သတိထားရမယ်သွားလာ30ရက်နေ့ကတော့ထူးခြားစွာကောင်းသောကံနဲ့တိုးတက်တဲ့နေ့ဖြစ်တယ်အဲ့ဒီကဒနာသိဒ္ဓိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ် ဖက်ဆန်ဆုပ်တစ်ခုကိုတေချာပြုတ်ပြင်ပြီးလူနဲ့ဆောင်လိုက်ပါထူးခြားတဲ့ကံတွေပေါ်ပေါက်ပြီးရပိုင်ခွင့်တွေပြန်ရလာမယ်30တရက်နေ့မှာအလုံးစုံကောင်းမယ်အပြိုင်ဆိုင်အလုံးကိုကြော်မယ်ဘဝလိုလားချက်နဲ့ကြီးမားချက်တွေကိုရှေ့တိုးဆောင်ရနိုင်တယ်တနေ့လာနေ့စောင့်ကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့ပုံထိုးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်လေးကိုကနနေ့ကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးပြီးလိုရာပြည့်စုံနိုင်တယ် 2023,24,25,26ရက်နေ့တွေက20ရက်ကိုယူပြီးခေါင်းစည်းခေါင်းလျှော်ပြုပါထူးခြားသောမင်္ဂလာရှိပြီးအကြီးကဲအဆင့်ကိုရောက်တဲ့ဖုံးကံကြီးမားသွားမယ်လို့ဆိုရိုးရှိတယ်လက်တွေ့သုံးချနိုင်တယ်ကောင်းခြင်းကံကြမ္မာများရစေရန်အိမ်နီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါဟာရဒါနပြုပေးပါကျေးဇူးတင်ပါတယ်